NDIB ဆိုတာဘာကိုဆိုလိုတာလဲ NDIB C ဆိုတာ Newcastle disease ND နဲ့ infectious bronchitis IB နှစ်မျိုးလုံးကို တပ်လိုက်နဲ့ကာကွယ်ပေးနိုင်အောင် ထုတ်လုပ်ထားတဲ့ combined vaccine ပေါင်းစပ်ကာကွယ်ဆေးဖြစ်ပါတယ် NDIB ကာကွယ်ဆေးဟာကြက်တွေကို အောက်ပါယောဂနှစ်မျိုးအနေနဲ့တစ်ချိန်တည်းကာကွယ်ပေးပါတယ်တခု ND Newcastle yoga ကြက်မျိုးဆေးအလုံးကိုကူးစက်တတ်ပြီးအသက် ND ရဲ့ရှိကား စီးပွားရေးအရာအပြင်းထန်ဆုံးဆုံးရှုံးမှုကိုထစ်စေတဲ့ virus ရောဂါကြီးဖြစ်ပါတယ်။1 IB infectious bronchitis ကြိတ်ရင်ကျက် liver ရောင်ရောဂါကြက်လျရဲ့အသက်ရှူလမ်းကြောင်းစနစ်ဗန်အာယုံကျောစနစ်မျိုးဟွားအင်္ဂါများနဲ့ကြောက်ကတ်ကိုထိခိုက်စေတဲ့ virus ရောဂါတွေပါတယ်။ဦးအေးထွေးကြဆင်ခြင်းအူအူနှုံးကြဆင်ခြင်းတို့ကိုထစ်စေပါတယ်။ NDIB ကာကွယ်ဆေးအမျိုးအစားများ NDIB ကာကွယ်ဆေးကို အဓိကအားဖြင့်နှမျိုးတွေ့ရပါတယ်။တခုပိုးရှင်အပေါင်းစားကာကွယ်စေ live combine vaccine ပိုးရှင်များကို အားလျှော့ထားတော့ Newcastle disease virus နဲ့ infectious bronchitis virus တင်မျိုးသို့မဟုတ်တမျိုးထက်ပိုသော strain များတို့ကို ရောစက်ထားခြင်းဖြစ်ပါတယ်။ထိုနည်းနည်းကတော့ EC အမျိုးအစားကို တောက်ဆေးတောက်ရည်ထက်ထက်တိုက်ခြင်းမျက်စင်းစိတ်ခချင်းချင်းထိုးနှံလေးရှိပါတယ်။အားသာချက်ကတော့ကိုယ်ကနာကိုမြင်မြန်ထိုးလုပ်ပေးနိုင်ပါတယ်။အထို့သဖြင့် မျက်စင်းခန်းနီးဆိုတာချစ်တကောင်ချင်းစီကိုတူညီတဲ့ကိုကရာညာစီအောင်တေးချစင်နိုင်ပါတယ်။နှပိုသေးပေါင်းစကာကွယ်စေ AFD Baited Q Combine Vaccine ဖွဲ့စည်းပုံကတော့ပိုတတ်ထားတော့လုံးဝအသက်မရှိတော့တဲ့ ND နဲ့ IB virus များကို adjuvant ခေါ်တော့ကိုကံကမင်းတင်ပေတော့ပစ္စည်းနဲ့ရောဆက်ထားခြင်းဖြစ်ပါတယ်။ထိုနန်းနီကတော့ EC အမျိုးအစားကိုကြက်မာကြီးများကိုဆေးထိုးပြုံနဲ့ညှစ်ထိုးခြင်း subcutaneous or intramuscular injection ဖြစ်တာထိုးနာနာမှာဖြစ်ပါတယ်။ရည်မှန်းချက်ကတော့မိခင်ကျန်းမာရေးကိုထိုးပေးခြင်းဖြင့်ဥကဏ္ဍတစင်ကျပေါလေးတွေစီအိုခိုင်မာသောကိုယ်ကအားမာတန်ရဲ့ antibody ကူးစက်ပေးဖို့ဖြစ်ပါတယ်။ကျပေါလေးတွေကိုဓာတ်ရိုက်မထိုးပါဘူး။ NDIB ကောက်ွယ်စီခေါင်းကြိုးများတဲ့အချင်းကုန်တက်တာချင်းယောဂဓမျိုးစီကတော့ဆေးခွဲထုံးရမလို့ပဲတကြိမ်တည်းနဲ့ယောဂဓမျိုးကိုကာကွယ်နိုင်ပါတယ်။နေ့ဇေယိတက်တာချင်း ဆေးထိုးအလုပ်သမားအားခေါ်ယူရခြင်းဆေးထိုးကိရိယာများတန့်ရှင်းရခြင်းစတော့ဈေးအများတက်တာစေပါတယ်။၃စီမံခန့်ခွဲမှုလွယ်ကူခြင်းကာကွယ်ဆေးစီမံခန့်ခွဲမှုစဉ်ရံ vaccination program ကိုရိုးရှင်းအောင်ပြုလုပ်ထေပါတယ်။၄၉ကဏ္ဍထိရောက်မှုရှိခြင်းတေချာစွာထုတ်လုပ်ထားသော ပေါင်းဆက်ဆေးများဟာယောဂသံမျိုးစီအကြတီးတန့်ထုတ်ထားတဲ့ဆေးများနီးကွာထိရောက်မှုရှိပါတယ်။အသုံးပြုရမယ့်အချိန်စရာ vaccination program NDIB ပို့ရှင်ကာကွယ်ဆေး live vaccine ကို ချက်ပေါက်လေးဂရီကိုအောက်ပါအကန်ထိုးနိုင်လေရှိပါတယ်။ပထမအကြိမ်အသက်9ရက်ကဆေးရက်နဲ့အတွင်းမျက်စင်းခတ်ခြင်းတော့မအောင်တောက်ဆေးအထွတ်သုံးရပါတယ်။ဒုတိယအကြိမ် Blue Star အသက်21ရက်က28ရက်အတွင်းတောက်ဆေးထအထီးကသုံးရပါတယ်။သတိပြုရမယ့်အချက် ECR တိရပြူဝါဖြစ်ပါတယ်။တင်းရဲ့ချက်တွေကိုအတွင်းရောင်းနေကြောင်းယောဂဖြစ်ပွားနေခြင်းအခြေအနေမိခင်ကျမမှရရှိသောတဘာဝကိုကံအားမာတန်နဲ့ antibody အဆင့်ပေါ်မူသည်ပြီးမြို့နယ်တိဗေဆန်ကုရဆရာမများနဲ့တိုင်ဝင်ကပြောင်းလဲနိုင်ပါတယ် အရေးကြီးသောသတိပြုရမယ့်အချက်များဆေးသုံးလောင်မှုပိုရှင်ကာကွယ်ဆေးများကိုအရေးခက်အပူတိန်2ဒီဂရီဆယ်ဆီယက8ဒီဂရီဆယ်ဆီယက်အတွင်းမပြတ်မကွက်ထိန်းစီရမှာဖြစ်ပါတယ်။ရေခဲသိတာအထဲမှာရေခဲချင်းမှာရှောင်ကျဉ်ရပါမယ်။ရေစင်ကြယ်မှုတောက်ဆိတ်ဖီတုံးပြီဆိုရင်ဆေးရောမဆိတ်ဝေးတာကလိုရင်းထက်ခင်းစင်သောတန်ရှင်းသောရေတို့မဟုတ်တောက်ရေတန့်ဖီရပါမယ်။ဆေးရောမဆိတ်နဲ့အချင်းပြီးတုံးဆွရပါမယ်။ဆေးကိုရေနဲ့ရောပြီးနှစ်နာရီအတွင်းအပီတုံးဆွရပါမယ်။ကျွမ်းကျင်သူကိုတိုင်းမိမှာတင်းရဲ့ချက်တွေကိုအတွင်းဘေမီစထရင်းပါဝင်သော NDIBC အကောင်းဆုံးဖြစ်မိလဲဘယ်အချိန်မှာထိုးနိုင်ရမည်လဲဆိုတာကိုမြို့နယ် TV ဆန်ဆရာဝန်ကြီးများနဲ့အမြင်တိုင်ပေးပါသတိပြုရမယ့်အချက် EH လက်များသည့်အထွေထွေဘဟုသုတအတွင်းဖြစ်ပါသေးပါတယ်သင်ရဲ့ချက်တွေကိုအတွင်းအကောင်းဆုံးကာကွယ်စေအစီအစဉ်ကိုကျွမ်းကျင်ပညာရှင်များနဲ့ဆွေးနွေးတိုင်ပင်ပါ